no one's coming to save the day. I think we are. Us? We could be the people that are coming. Yeah! Let's do this. ။ Yeah, StoneX မှာကျေးဇူးပါတယ်။တန်တဘိုးရုပ်ရှင်ကလူကြိုက်များနေတဲ့အတွက်ကော review တွေကောင်းနေတဲ့အတွက်ကောအများစုကမဆောင်နိုင်ဘဲနဲ့ကြည့်ပြီးကြပေးလို့ထင်ပါတယ်။မကြည့်ရသေးဘူးဆိုရင်လည်းကြည့်ပြီးတဲ့အခါကျမှအခုဗီဒီယိုကိုလာပြီးတော့ကြည့်လို့ရအောင်အတွက်စီစဉ်ပေးထားပါတယ်။ So spoiler alert guys အခုဗီဒီယိုမှာတော့ရှေ့လာတော့မဲ့ Fantastic Four Doomsday ရုပ်ရှင်တို့ကိုတိုက်ရိုက်ချိတ်ဆက်သွားမဲ့ Tanner Boss ရုပ်ရှင်ရဲ့ဒုတိယ credit scene post credit scene ကိုနားမလည်လိုက်ကြမဲ့သူတွေအတွက်နဲ့အဲ့ဒီ scene မှာလူအများစုလွတ်သွားနိုင်မဲ့အရာလေးတွေကိုအသေးစိတ်ရှင်းပြပေးထားပါတယ်။အဲ့ဒီကြောင့်စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင် ီကြည့်တွားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am vengeance. I am the night. I am Batman. โอเคတန်ဘီကိုစောင်ရမ်းမိုက်တဲ့ဒုတိယ credit စင် post credit စင်စီကိုခုံတက်လိုက်ရအောင်ဒီ credit စင်ဒီစောင်ရမ်းမိုက်နေရအောင်လေရုပ်ရှင်စင်နီနီတခုလို့ခန်းစားရအောင်အတွက်ရိုက်ပြပေးထားတယ်နောက်ရုပ်ရှင်နေဖြစ်တဲ့ fantastic four doomsday ရုပ်ရှင်တို့ကိုဓာတ်ရိုက်ချိတ်ဆက်လို့ခန်းစားရအောင်အတွက်လေနောက်လာတော့မဲ့ avengers ရုပ်ရှင်တွေရဲ့ director တွေဖြစ်တဲ့ russo brothers တွေကိုယ်တိုင်ကအခုစင်ကိုရိုက်ထားတာဖြစ်တယ်ဆိုပြီးတော့သိရပါတယ်ဒါပြန်အခု credit စင်ဒီ mcu history တခြားမှာအကြဆုံးဖြစ်တယ်ကျွန်တော် brother တွေအတွက်လည်းအကြဆုံးအချိန်ဖြစ်မဲ့3မိနစ်နီနီအထိကိုကြာရှည်ခဲ့တယ်လို့ရှေ့မှာ mcu ဇာတ်လိုက် ုပ်နေခဲ့တဲ့ဘာအတိတ်ပဲဘာအဆက်အဆက်မှမရှိတဲ့ credit scene တွေအားလုံးထက်ကျော်ပြီးတော့လေဒီနှစ်တွေထဲမှာအကောင်းဆုံး credit scene တစ်ခုဖြစ်လာတယ်ဆိုပြီးတော့သတ်မှတ်နေကြပါတယ်။စာပြီးမြင်ရတာကတော့ Tanner Boss ရုပ်ရှင်အပြီးတနစ်ကျော်အကြာ14လအကြာမှာ Avengers Tower အတိတ်မှာဆိုရင် New Avengers တွေရဲ့ logo အနီရောင်တကားကြီးကတဖြည်းဖြည်းဝိုင်းပြီးတော့ပွင့်သွားတယ်ဆိုတာကိုတွေ့ရပါတယ်။ logo နဲ့အရောင်တွေကလည်း comic ထဲက New Avengers တွေရဲ့ logo ကို inspire ယူပြီးတော့ဖန်တီးထားကြောင်းကိုမြင်ရနိုင်ပါတယ်။တည်င်းလုံးကိုလည်းအဲ့ဒီ Avengers logo အစ်စ်နဲ့ဝတ်စုံနေတဲ့အတူတွေ့ရတယ်။ Bucky ကတော်တော်လေးကြည်လို့ကောင်း င်ပါတယ် US agent ကိုတော့ပို့ပြီးတော့အယောင်ရင်းနဲ့ suit အသင်းနဲ့အတူတွေ့ရတယ်ခေါင်းမဆိုရင်လည်းစစ်သားအုပ်ထုပ်မျိုး commando အုပ်ထုပ်အသေးစားမျိုးလေးကိုစောင်းထားတယ်ဆိုတာကိုတွေ့ရပါတယ်ဒါမျိုးကိုသူက Falcon and Winter Soldier မှာလည်းစောင်းခဲ့ဘူးလို့လောင်ရိပ်တွေအားလုံးအောက်ကနေပြီးတော့လွတ်လာတဲ့အခါဒါဒီတူရဲ့ပုံစံအမှန်ဖြစ်တယ်ဆိုပြီးတော့ပြလာခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပြင် Sentry နဲ့ချပြီးတော့꿰ထွားခဲ့တဲ့တူရဲ့ဒိုင်းကိုလည်းအခုထိခုံယူစွာကင်ထားသေးတယ်ဆိုတာကိုတွေ့ရပါတယ် maybe credit scene နှစ်ခုလုံးမှာမြင်ရတာရပ်ပရိတ်တွေကသူတို့ကိုမကြိုက်ကြတာလူတွေကသူတို့ဘက်မှာရှိမနေတာတွေအတွက်သူ့ကိုဒိုင်းအစ်စ်လောက်ပေးဖို့ဘယ်သူမှ passport လာလာမပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Bucky ကိုလည်းသူရဲ့ signature ဖြစ်တဲ့ J အနီအောင်အသေးလေးကိုဒီမှာတော့ J အကြီးချဲ့ပြီးတော့စပင်အရှိအမဲအောင် suit အပြည့်နဲ့အတူတွေ့ရပါတယ်။သူတို့ကငင်းခုန်နေကြတာဖြစ်ပြီးတော့ Yelena ကသူတို့ကို New Avengers Day ပါဆိုပြီးတော့အစိုးရကိုရိုင်းကသတ်မှတ်ပေးခဲ့ပြီးပြီပဲ။ဘာလို့ Samuelson ရဲ့ Captain America ကလက်မခံတာလဲဆိုပြီးတော့မေးလာခဲ့ပါတယ်။ Bucky ကတော့ well သူမှဒိုင်းရှိတယ်လေဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ John ကလမ်းပြီးတော့ငါမှလည်းဒိုင်းရှိတယ်လေလို့ဆိုပြီးတော့သူရဲ့ပိန်လိန်နေတဲ့ဒိုင်းကိုပြလာခဲ့ပါတယ်။နှာခေါင်ကမင်းရဲ့ဒိုင်းကအဆုတ်ပဲဆိုတာနဲ့ပတ်သက်ပြီးတော့ခဏ 5လောက်စကားများလိုက်သေးတယ်။ယယ်လီနာကမကျေနပ်နိုင်သေးဘဲနဲ့ဆက်ပြီးတော့ပြောပါတယ်။တကယ်လို့သူကဆမ်မိုဆန်ကဒါ Avengers အသင်းအစ်စ်တစ်ခုကိုတည်ဆောက်မယ်ဆိုရင်အဲ့ဒီအသင်းကို Avengers ဆိုပြီးတော့နာမည်ပေးမယ်ဆိုရင်ဘယ်သူက Avengers အစ်စ်တွေဖြစ်လာမှာလဲဆိုပြီးတော့ချစ်ဖို့ကောင်းစွာမေးလာခဲ့ပါတယ်။ဆိုတော့ US agent ကလည်းအဲ့ဒီအကြောင်းကို internet ပေါ်မှာလူတိုင်းကလည်းပြောနေကြတာ၄ meme လုပ်ပြီးတော့ဟာတာတွေလုပ်ပြီးတော့ဝေဖန်နေကြတာတွေကိုတွေ့ရတယ်။မတို့ဆိုပြီးတော့ပြောတဲ့လူတော့မရှိဘူး။မတို့ဘက်မှာဘယ်သူမှတော့ရှိမနေကြဘူးလို့ပြောရင်လည်းစာတန်းထိုးချိန်မှာမြင်လိုက်ရတဲ့ဟာတာပုံတွေကိုထောက်ပြသွားခဲ့ပါတယ်။ယယ်လီနာကထပ်ပြီးတော့ captain င်အမေရိကန်နဲ့တွားပြီးတော့စကားမပြောကြည့်ဘူးလားဆိုပြီးတော့မေးတဲ့အချိန်မှာဘက်ကီကသူပြောခဲ့ပြီးပြီးအဆင်မပြေခဲ့ဘူးလုံးဝအဆင်မပြေခဲ့တာဆိုပြီးတော့ပြောလာခဲ့ပါတယ် but why နောက်ဆုံးကပတိန်အမေရိက4ရုပ်ရှင်အထိကိုသူတို့ကြားကဆက်ဆံရေးကအကောင်းဆုံးရှိနေခဲ့တာအခုဘာလို့သူတို့ကိုဆမ်မူဆန်နဲ့ကပတိန်အမေရိကကလက်မခံတော့တာလဲဆိုတာကစိတ်ဝင်စားစရာပါပဲ theory တချို့ကတော့ maybe sentry ရှိနေလို့ဖြစ်နိုင်တယ်ဆိုပြီးတော့သိရတယ်ဒီအသင်းမှာဆိုရင် sentry ပါနေတာကအရန်အနေရဲ့ကြီးရဲ့အတွက်ကပတိန်အမေရိကဒီအသင်းကလူတွေရဲ့ own safety အသင်းကလူတွေကြားထဲမှာပဲဘုံတလုံးရှိနေတာမျိုးအသင်းကလူတွေကို စိတ်ယူပေါက်ပြီးတော့တက်ပြစ်လိုက်မှမျိုးတွေဖြစ်နိုင်တဲ့အတွက်လက်မခံခြင်းမျိုးဖြစ်နိုင်ပါတယ်။တစ်ဖက်မှာတော့ဘက်ကီအနေနဲ့ကလည်းတချိန်ကသူကိုယ်တိုင်လည်းစိတ်ကိုထိန်ချုပ်ခံခဲ့ရဘူးတဲ့စူပါဆိုဂျာဖြစ်ခဲ့တဲ့အတွက်သူကိုအဲဒီတုန်းကကူညီခဲ့တဲ့နားလဲပေးခဲ့တဲ့ Steve Rogers နေရာကိုဝင်ယူပေးပြီးတော့ Sandry Bob ကိုအသင်းမှရှိနေစေပြီးကာကွယ်ပေးထားတယ်လို့ထင်ပါတယ်။ဇပီယယ်လီနာနဲ့အဖွဲ့ကသူတို့ကိုလူတွေလက်မခံကြခြင်းဒီဆုံးရှုံးမှုကြီးတစ်ခုပဲဆိုပြီးတော့ပြောနေတယ်။ဒါအပြင်ကဘာအပြင်ဘက်မှာလည်းပြဿနာကိစ္စအကြီးကြီးတစ်ခုကဖြစ်ပျက်နေတယ်။အဲဒီအကြောင်းကိုလည်းငါတို့ကိုပေးမသိကြဘူးဆိုပြီးတော့ပြောတာကိုမြင်လိုက်ရပါတယ်။ maybe ဒါဒီ incursion တွေဖြစ်နေတာကိုရည်ညွှန်းခြင်းလည်းဖြစ်နိုင်ပါတယ် bad outer space ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့နောက်ကတော်တာငတ်တုံးကနေရာပြည့်ပြီလို့ပြောတယ်လို့ထင်သွားတယ်ဒီတော့ဒီတိုက်ကြီးကနေပြီးတော့ငါတို့ကိုနှင်ချကြတော့မှလားနေရာအကျယ်ကြီးပါဆိုတဲ့စကားကိုပြောလာခဲ့ပါတယ်ဒီတော့မမကစိတ်ဆိုးသွားပြီးတော့ကဘာအပြင်အာကာသကိုပြောတာဟဲ့ဆိုပြီးတော့မျက်လုံးပြူပြီးတော့ချစ်ဖို့ကောင်းစွာနဲ့လမ်းပြီးတော့ပြောလိုက်ပါတယ်ဒီအချိန်မှာအခုနကြည့်လို့ကောင်းတယ်ဆိုတဲ့ Bucky ထပ်ပို့ပြီးတော့ကြည့်ကောင်းတဲ့ style မျိုးနဲ့ Bike ပူကဝင်လာခဲ့ပြီးတော့ဖြစ်နေတဲ့များကိစ္စတွေအားလုံးကိုရှင်းပြလိုက်ပါတယ်ဒီဒီ Diamond Avengers တွေနဲ့မတူအောင်တည်င်းလုံးအတွက် တွက် jam suit တွေကိုစီစဉ်ပေးထားတယ်လို့ဆိုလာတယ်။ Bob အတွက်တောင်မှပါသေးတယ်လို့ပြောရင်လည်းအခန်းကြောင်တစ်ခုမှထိုင်နေပြီးတော့စာဖတ်မရှိတောင်းနေတဲ့ Bob Sentry ကိုပြသွားခဲ့ပါတယ်။အဆုံးမှာဆိုရင် New Avengers and Bob ဆိုပြီးတော့ခွဲရေးထားတာကို Bob ရဲ့ပုံစံတည်းအတူရှိနေတာတောင်မှတစ်ဖက်ကငတုံးနေနဲ့မတူဘဲနဲ့တက်တက်တကူတဲ့ကွဲထွက်နေရဆိုတာကတပေါ်ကြဖို့ကောင်းပါတယ်။ Andar ဒီ Sentry ဆိုတဲ့ character ကိုတိတက်ခွဲထုတ်ပေးထားခြင်းလည်းဖြစ်ပါတယ်။ Zabby Red Guardian ကနမဲအတွက်လည်းသူကလူငယ်ဆိုတော့ခင်နေလိုက်အောင် Gen Z တွေကိုကိုးစားပြုပြီးတော့အဆုံးမှာ Z နဲ့စုံတဲ့ Avengers ဆိုပြီး ပြီးတော့နာမည်ပေးဖို့အတွက် copyright လည်းမညှိဘူးဆိုပြီးတော့အကြံပြုလာခဲ့ပါတယ်။ယလီနာကတော့ချက်ချင်းပဲ no မပေးနိုင်ဘူးဆိုပြီးတော့အပြေပေးလိုက်ပါတယ်။ဒီအချိန်မှာအလန်တန်နေမိလာပြီးတော့အမည်မသိအရာတစ်ခုကကဘာစီကိုကြလာပြီဆိုတဲ့သတင်းကိုမြင်လိုက်ရပါတယ်။ဘက်ကီကဘေးကနေပြီးတော့ယလီနာကို satellite ကနေဓာတ်ပုံတွေထုတ်ဖို့အတွက် AI ကိုပြောဖို့အတွက်တင်ပေးလိုက်တာကိုတွေ့ရတယ်။ယလီနာကလိုက်ပြီးတော့ပြောလိုက်တဲ့အခါမှာသတင်းအပြည့်တွေတက်လာတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ you see အဲ့ဒါကဘက်ကီရဲ့ characteristic ပါ။မနေ့ကဆိုရင် comment တစ်ခုမှတွေ့လိုက်ရတယ်။ယလီနာကဘာလို့ rule အကြီးကြီးရထားရလဲ။ဘက်ကီကအ ိကမဟုတ်ဘူးလားဆိုပြီးတော့မေးထားတာမျိုးကိုတွေ့ရပါတယ်တကယ်တော့ဘက်ကီရဲ့ character ကသူတမိုင်းတစ်ချောင်းမှာလှုပ်ခဲ့တဲ့မြတ်အပြစ်တွေအားလုံးကိုမှတ်မိသွားတဲ့အခါမှာအပြင်လောကမှာလည်းသူ့ကိုအဲ့လိုမှတ်မိတဲ့လူရှိအောင်မှာပဲဆိုပြီးတော့တွေ့ရဒီတော့သူကအမြင့်ဆုံး hero တစ်ယောက်ကြီးပဲဖြစ်နေပါစီအမေရိကန်သမ္မတပဲဖြစ်လာပါစီအချိန်တန်ပြီဆိုရင်မင်းကငါ့ရဲ့မိမငါ့ရဲ့ခလေးကိုတတ်ခဲ့တဲ့ကောင်းပဲဆိုပြီးတော့လူကြားမှာလာပြောတဲ့ဒဏ်ကိုသူကမခံစားနိုင်တာဖြစ်ပါတယ်အတန်းထဲမှာစာရပေမဲ့လက်ညှိုးထောင်ပြီးတော့ဖြေဖို့အတွက်ကိုဝင်လေးတတ်တဲ့ခလေးတစ်ယောက်ပုံစံမျိုးပါပဲဒီမှာဆိုရင်လည်းတန်တပိုးရုပ်ရှင်မှာတော့မှသူကယလီန ာကိုပို့ပြီးတော့ရိုးပေးထားခြင်းနဲ့အခု New Avengers တွေဖြစ်လာတဲ့အခါမှာဆိုရင်လေယယ်လီနာကိုသူကဥဆောင်စေခြင်းနဲ့တဘောမျိုးကိုပြထားခြင်းလည်းဖြစ်ပါတယ်။ဇက်ပြီးယယ်လီနာကဂျက်လီရင်ကိုနှိုးလိုက်ရတော့မလားဆိုပြီးတော့ပြောတာအရသူတို့မှဆိုရင်ကိုပိုင်ဂျက်လီရင်ရှိချောင်းကိုပါတိလိုက်ရတယ်လို့ Red Guardian ကဝင်လာပြီးတော့ budget လို့လို့လေငါတို့မှပြန်နိုင်တဲ့ sentry ရှိတာပဲဆိုပြီးတော့ပြောလာခဲ့ပါတယ်။ John ကတော့မှမင်းကဘာလုပ်ချင်တာလဲ Bob ကိုစီးပြီးတော့ကောင်းကင်ဘော်ကိုတွားချချင်တာလားဆိုပြီးတော့မေးလိုက်ပါသေးတယ်။ဒီအချိန်မှာ Bob ကဝင်လာပြီးတော့ guys မမီလားငါက sentry မဟုတ်တော့ဘူးလို့ပြောတယ်။ sentry ရှိနေတယ်ဆိုရင်ဟိုအရာကြီး ည်လည်းရှိနေမယ်ဆိုပြီးတော့ပြောတယ်။ငါပကံတော့စေးပေးပါတယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ meaning အခုချိန်မှာဆိုရင် sentry ဒီ sentry ဟုတ်မနေတော့ဘူး။ power တွေတုံးလို့မရတဲ့ဒီတိုင်းခေါင်းလွတ်နေတဲ့လူတစ်ယောက်ပဲဖြစ်တယ်ဆိုပြီးတော့ညင်ညွန်းထားခြင်းဖြစ်ပါတယ်။ TV မှာတော့အခုနတောင်းထားတဲ့ပုံတွေကို AI ကပုံဖော်လိုက်တဲ့အချိန်မှာဝင်လာတာက extra dimension အာကာသယာဉ်တစ်စီးပဲဆိုပြီးတော့ပြလာခဲ့ပါတယ်။ Right Guardian ကတော့မှကြောင်းပြီးတော့ကျွန်တော်တို့မေးမယ်မေးခွန်းအတိုင်းပဲ extra dimension ဆိုတာဘာကြီးလဲဟာဆိုပြီးတော့လမ်းမီမေးလိုက်တာကိုတွေ့ရတယ်။မြင်ရတာကတော့ TV မှာ Fantastic Four တီလုံးနဲ့အတူယင်ကိုတစ်ဖြည်းဖြည်းနီးကပ်ပြီး ီရောပြလာခဲ့ပြီးယင်ကစောင်းထားတဲ့အခါမှာတော့ number 4ဆိုတာ Fantastic Four ရဲ့ logo ကြီးကိုပြရင်ဒါဒီ Fantastic Four တွေက616ကဘာကိုရောက်လာကြခြင်းဖြစ်တယ်ဆိုပြီးတော့ပြသွားရင်အဆုံးသတ်သွားခဲ့ပါတယ် That's all guys အခုရှင်းပြပေးခဲ့တာကတော့ credit scene ကိုအစကနေပြီးတော့အဆုံးအထိဘာတွေပါခဲ့လဲဆိုတာကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်မကြခင်လာတော့မဲ့ Fantastic Four နဲ့ Doomsday ရုပ်ရှင်တို့အတွက်ဘလို့ချိတ်ဆက်သွားခဲ့လဲဆိုတဲ့ theory ကိုစိတ်ဝင်စားကြရဲဆိုရင်တော့နောက်ထပ် video တစ်ခုအနေနဲ့သိချင်သေးရဲဆိုရင်တော့ theory ဆိုပြီးတော့ comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြိုက်ကြလို့ YouTube channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြားရယ်ဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရက်တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်